ာဆီယံအဖွဲ့ဝင်ဖြစ်မှုကိုအရှေ့တီမဝန်ကြီးချုပ်ခုံယူမလေးရှားနိုင်ငံကွာလာလံပူမှာကျင်းပတဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးဖွင့်ပွဲမှာအရှေ့တီမော်နိုင်ငံကိုအာဆီယံရဲ့ဆက်တနိုင်ငံမြောက်အဖွဲ့ဝင်ဖြစ်နေတရားဝင်အသိအမှတ်ပြုလိုက်တဲ့ပေါ်မှာအရှေ့တီမော်ဝန်ကြီးချုပ်ရှနာနာကိုရှမောင်းကဂုံယုံပျော်ရွှင်လွန်လို့မျက်ရည်ကျခဲ့ရတယ်လို့ရိုင်းတာသတင်းမှာဖော်ပြထားပါဗျာ။ ဇလင်းနစ်တာမျောလင့်ဆောင်စားခဲ့ရပြီးနောက်အခုတော့အရှေ့တီမော်ကအာဆီယံအဖွဲ့ဝင်ဖြစ်ခဲ့တာပါအဖွဲ့ဝင်ဖြစ်ပြီဖြစ်ကြောင်းတမိုင်းဝင်ကြေညာလိုက်တာနဲ့တပြိုင်နက်ကွာလာလမ်ပူကွန်ဗင်းရှင်းစင်တာရှိနိုင်ငံတကာမီဒီယာစင်တာတစ်လျှောက်မှာအရှေ့တီမော်ကိုယ်စားလှယ်ဖွဲ့နဲ့မီဒီယာကိုယ်စားလှယ်တွေစီကနေအားပေးတဲ့အနေနဲ့လက်ခုပ်တန်တွေပဲ့တင်ထားခဲ့ပါတယ် အရှေ့ဒီမိုမီဒီယာဆက်ဆံရေးအရာရှိအဂတ်စတိုဆာမန်တိုကပြီးခဲ့တဲ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာတော့ကသူတို့နိုင်ငံအဖွဲ့ဝင်ဖြစ်ရေးမျှော်မှန်းချက်တွေပေါ်တန်တရားတွေရှိခဲ့ပေမဲ့တီမောပြည်သူတွေရဲ့ရေရှည်ဆန္ဒကနောက်ဆုံးမှာတော့အမှန်တကယ်ပြင်းပြလာခဲ့ပြီလို့ပြောကြားခဲ့ပါတယ်။ ဒါအပြင်ကျွန်တော်အလွန်ကုန်မှစိတ်လှုပ်ရှားဝမ်းသာမိပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအခုတရားဝင်အာဆီယံအဖွဲ့ဝင်တွေဖြစ်သွားပြီ။ကြီးမားတဲ့အာဆီယံမိသားစုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်သွားပြီ။အရေးကြီးဆုံးကတော့အာဆီယံမှာရှင်းလင်းပြတ်သားတဲ့စီးပွားရည်မှန်ချက်ရှိပြီးဒါအရှိတိမော်ပြည်သူတွေတွက်တာမှာကဒေသတစ်ခုလုံးတွက်ပါမရှိမဖြစ်အရေးပါပါတယ်။အရှိတီမောင်ပါဝင်မှုကသူတို့ရဲ့ပြည်သူတွေအတွက်တာမကပုံမကျဲပြန်းတဲ့အာဆီယံတာဝန်တွေအတွက်ပါစီးပွားရေးအကျိုးကျေးဇူးတွေယူဆောင်လာမှာဖြစ်တယ်လို့အဂတ်စတိုဆာမန်တိုကပြောကြားသွားခဲ့ပါတယ်။